ောင်းပါလေဒီနိုင်ငံမှာမနေရတာပဲနော်နေလို့ရှင်ကြောပတ်သက်တကယ်ကုန်ပါကားရဲ့နည်းနည်းတော့ကားကြီးမဟုတ်ဘူးလန်ဂူတာထက်တော့နည်းနည်းလေးများကြီးမလားလို့ထင်ရတယ် drive mode က12ခုတောင်ပါဟေး engine step talk ကဒီမှာနော်ဟာမိုက်ရခြင်းအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်ကားလေးကတော့3.0 liter twin turbo charge V6 engine ရဲ့120 kW motor ရဲ့ပေါင်းလိုက် GWM ရဲ့ tank 700ပဲဖြစ်ပါတယ် GWM Tank 700ဆိုတာဒီကားကြီးပါပဲနည်းနည်းတော့ကားကြီးမဟုတ်ဘူးအစကကျွန်တော်ကအဝေးကနေကြည့်လိုက်တော့ဒီကားကအဲ့လောက်ကြီးမကြီးလောက်ဘူးလို့ထင်တာဘာလို့လဲဆိုတော့ကျွန်တော်300ကိုကျွန်တော်ကောင်းကောင်းကြည့်ဘူးတယ်ကောင်းကောင်းလဲရိုက်ဘူးတယ်ဒါကြောင့်မလို့700ကအဲ့လောက်ကြီးထင်တဲ့လောက်ကြီးမကြီးလောက်ဘူးလို့ထင်တာပဲဟုတ်မလားကားရဲ့နည်းနည်းတော့ကားကြီးမဟုတ်ဘူးလိုင်းဥသာထက်တောင်နည်းနည်းလေးများကြီးမလားလို့ကျွန်တော်ထင်ရတယ်အဲ့တော့ဒီကားကိုရိုက်တာရိုက်တာစိတ်ထဲမှာဘဝင်မကြတဲ့အချက်နှစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ပထမဆုံးတစ်ချက်က300တုံးကကြတော့ Ruby ကိုခေါင်းနဲ့တူတယ် 7ရကြတော့ဒီမီလုံးကဘာနဲ့တူလဲကိုယ့်အကူသာစဉ်းစားကြည့်လိုက်တော့ defender မီလုံးကြီးကြာသိလားနော်ဒါတရုတ်မှာကတော့သိတဲ့အတိုင်းပဲ IP law မရှိတာဖြစ်တဲ့အတွက်သူတို့ကတော့လှုပ်ရှင်တာလှုပ်မှာပဲဘယ်သူမှလည်းသူတို့တရားစွဲလို့ကလည်းမရတာဖြစ်တဲ့အတွက်ကျိုင်းတဲ့ဒီဇိုင်းကိုယူပြီးတော့တော့ကောက်ဆော့လိုက်ပါပဲဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဗျာကားကြီးထွက်လာပါတော့ဒီကားက3.0 liter twin turbo chest V6 engine ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကမှ130 kW motor ကိုပေါင်းမိတာနောက်မှလည်း battery လည်းပါတယ်အဲ့တော့ဒီကားကြီးက plug-in hybrid EV ဖြစ်တယ်အဲ့တော့ကဲစကြည့်အောင် နင်းနင်းတော့ကားကြီးမဟုတ်ဘူးမညိုကျွန်တော်အရှိုက်လောက်ရှိတယ်ဒီဘောနဲ့ဖုံးကကျွန်တော်ရင်ဘတ်လောက်ရှိဘောနဲ့ဖုံးကြီးကလည်းလုံးဝ၄တောင်တုံးကြီးပဲဆင်းလာတယ်ဒီမှာမီးလုံးရှိတယ်မီးလုံးကတော့ trade through မပြောတော့ဘူးမီးလုံးရဲ့ဒီဇိုင်းဟာနော် defender နဲ့သွားတူပါတယ်အဲ့လောက်အဲ့လောက်ပဲပြောတော့မယ်ပြီးရင်ဒါပုံမှန် IC ကားထဲမှာမြင်နေကြ share ပုံစံမျိုး၃ခုရှိတယ်အောက်ကိုဆင်းလာတဲ့အချိန်မှာလေဝင်ပေါက်တွေရှိတယ်လေဝင်ပေါက်တွေရှိပြီးတော့အထဲမှာရေတန်ကီနှစ်ထပ်ရှိတယ်ဒါအပေါ်မှာတစ်ထပ်အောက်မှာတစ်ထပ်ရှိတယ်ရေတန်ကီကိုလည်းမြင်နေရတယ် ပြီးတော့ဒီမှာ360 degree camera ကြီးကို heavy ထည့်ပြီးသားတယ်ဒီအရှိမအတင်စန်သား6လုံးပါတယ်မပါလို့မရအောင်ကားကတော်တော်ကြီးတယ်ကျွန်တော်ဒီမှာကားရှိမဒီလိုထိုင်နေကားပေါ်ကောမြန်အောင်မဟုတ်ဘူးတေချာပေါ်မမြန်အောင်တေချာတယ်ပြီးရင်ဒီမှာ signal အတွက်နဲ့တူတယ်ဒီမှာမီလုံးလေးနှလုံးပြီးတဲ့ရှိသေးတယ်နော်โอเคလာဘေးကိုကြည့်ရဘေးကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတာယာကို coordinate ထည့်ပြီးသားတယ် shop ပါအီးတွေဆို heavy ရှောင်းတာညနေတော့အရင်မဟုတ်အခုမှတတိထားကြည့်ပြီခုနကတော့ကျွန်တော်အဲ့တော့မထင်ဘူး ရှော်ဝါတိုင်ရဲ့ heavy ပြနဲ့တော်ကြီးမဟုတ်အဲ့တော့ဒီမှာတာယာအကြောင်းဆက်ပြောမယ်ဆိုတော့275 60 or 20ကိုထည့်တာနော်တာယာ size ကမကြီးလုံးတာယာ size ကကြီးတယ်ပြောရမှာပေါ့နော်တာယာ size လည်းကြီးတယ် rain size က20ကတော့နည်းနည်းလေးဒီကားအဟန်းနဲ့ကြတော့သေးများသေးနေလားပေါ့နော်21လောက်ဆိုရင်ပို့ပြီးတော့လှမလားပေါ့ဒါပေမဲ့ rain အရင်ကြီးွားရင်လည်းတာယာပါသွားမှန်ကားကခုံသွားနိုင်တယ်ပေါ့နော်အဲ့ဒီပြဿနာလေးရှိတော့မပြောတတ်ဘူးမစည်းဘူးညာပွင့်လဲပြောရင်ဒါကြီးနေစည်းကြတယ်โอเคအခုဒီမှာဘတ်မန်ကိုပြောမယ်ဆိုရင်ဒီမှာကင်မရာလုံးပါတယ် ဒီမှာကင်မရာတစ်လုံးပါနှလုံးပြီးတော့ဒီအောက်မှာနောက်လုံးပါသေးရဲ့ထင်တာမဟုတ်တော့ဘဲနဲ့ဒီဘေးမှာတစ်လုံးထပ်ပါဒီနားမှာရင်ကင်မရာ၃လုံးပါဘဲညာဆို၆လုံးအရှိတစ်လုံးနဲ့ပေါင်းရင်9လုံးပါဒီအရှိတစ်ချမ်းမှာရင်ကင်မရာ9လုံးနဲ့စာသာ၆လုံးပါဟုတ်အင်းတော့ကိုင်းပါဒီမှာကြည့်ဦးဒါကျွန်တော်အရက်ရဗျာဒါအခုအောက်ကဖနက်နဲ့ပါနေဆိုဒါ၆ပေလောက်ရှိ၆ပေရတလောက်ပဲရှိတယ်ဒီအပေါ်မှာနောက်တဲ့၃လမလောက်လိုသေးတယ်၆ပေ၃လမလောက်ရှိတယ်ကိုင်းရဲ့နင်းတော့ကိုင်းမို့ခြေနေရလို့ရှိတယ်โอเคအဲ့တော့ ဒီဘက်ယင်လာလိုက်ဒီဘက်ယင်လာတဲ့အချိန်မှာဒီဘက်မှာတော့ charger အပေါက်ဖြစ်တယ် charger ကတော့ဒါ display အလုံးမို့လို့ဒါ GPD ကောင်းနဲ့လာတယ်အကယ်၍သာထိုင်းကိုလာမယ်ဆိုရင်ဒီကားက CCS2 နဲ့လာရမှာဖြစ်တယ်နောက်ကိုကြည့်မယ်အိုးကြည့်ပဲဗျာကားကားလာကြည့်ရမှန်းတော့သေးတယ်ဗောနမှန်းတော့သေးသေးလေးပဲထုံးစံအတိုင်းပဲသူ့ကားရိုးရိုးရှင်းရှင်းပဲအကုန်လုံး၄000ပဲဒီပေါ်မှာ spoiler တွေပါတယ်လည်းဘာမှမပါတော့ဘူးဗောနပြီးရင်ဒီပေါ်မှာကင်မရာတစ်လုံးရှိတယ်ဒါက real time camera ပါဒါ batman မှာ real time မြင်ရမယ့် ကင်မရာဖြစ်တယ်နောက်ကျိတ်ပေါ့ဗျာညီမတို့ပြောရတာဒါနောက်ကျိတ်ပေါ့နော်နောက်ကျိတ်မှာဘက်ကင်မရာတစ်လုံးထည့်ပေးထားတယ်အောက်မှာပါအောင်လားမပါတော့ဘူးနော်ဒီမှာဘက်ကင်မရာတစ်လုံးထည့်ပေးထားတယ်ပြီးရင်အနောက်မှာဆန်ဆာ6လုံးပါဒါပဲပြီးရင်နောက်မှာ LED မီဒန်းတွေပါတန်းအပြည့်တွေပါလာမပြောနဲ့တော့ဘာမှမပါဘူးနော်ဒီမှာ frame မီတွေ back မီတွေဒါပဲပါ signal မီတွေဒါပဲပါအဲ့တော့နောက်ဖုံးလေးကျွန်တော်တို့ဖွင့်ကြည့်အောင်နောက်ဝင်ပြင်ကြည့်တဲ့အချိန်ပါလေအရင်ရည်ရင်လာရှိတယ်ကားကြီးရကြီးပဲเนาะနောက်မှာကောင်းစိတ်က အေးပေါ့ကားနဲ့ရှင်သေးတယ်ဗျာကျွန်တော်ဆိုလိုချင်တာအောက်ထဲတွေပါနိုင်ထားတာမရှိတော့ဘူးသူကမှတ်ကြည့်ဦးဗျာကားဟူစပိတ်ကဟိုင်ကျွန်တော်တက်ထိုင်ဗျာမှတ်ကြည့်ဦးဒီလောက်ပဲရှိအခြေအနေက luggage အကြီးဆုံးနှလုံးပေါ့ဒီလောက်ပဲရအောင်အဲ့ဒါပို့ပြီးတော့ထည့်လို့မရတဲ့အခြေအနေရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီအောက်မှာဘာထည့်ထားရထင်လဲလာကျွန်တော်ပြအောင်မှတ်ကြည့်ဦးအောက်အောက်ဟာအဲ့ဒါဘက်ထရီလုံးကြီးအဲ့ဒါ ဘယ်ထရီတုံးကိုဗျာပိတ်ရင်လည်းအပီးပိတ်ထားလိုက်ပါတော့မဟုတ်ဘူးသူကဘယ်ထရီတုံးရဲ့နေရာဒီနေရာလောက်ကိုပေးလိုက်တာပေးလိုက်တာဖြစ်တဲ့အတွက်ကာဂို space အတွက်ကနေရာကျင်းသွားတာအဲ့အခြေအနေရှိပြီးရင်ဒီဘက်ဘေးမှာခလုတ်တွေပါတယ်အဲ့ခလုတ်တွေနဲ့ဘာလုပ်လို့ရလဲဆိုတော့ passenger seat တွေကိုကျွန်တော်ကခောက်လိုက်လို့ရနော်အဲ့ဒါလေးပါတယ်ပြီးရင်နောက်မှာ speaker ပါသေးတယ် Harman Kardon ပဲမိုက်တော့မိုက်တယ်ဗျာဒါပေမဲ့ကျင်းတယ်ကား size နဲ့ဒီကာဂို space နဲ့ကျင်းတယ်နော်အဲ့ဒီအနေထားရှိတယ် ငါဖုန်းပေါ်ဒါရီဘာလာမပြောနဲ့เนาะဖူးဆိုင် SUV ဘာမှလာပြီးတော့နောက်ဖုန်းပေါ်ဒါရီဘာလာမပြောနဲ့ဟောအဲ့ဒီခြေနေရှိတယ်โอเคအဲ့တော့ကျွန်တော်တို့အတွင်းကနေသွားကြည့်အောင်ကဲအတွင်းကနေကြည့်မယ်ဟောဒီကားကအတွင်းကနေကိုဝင်မယ်ဆိုလို့ရှိရင်လေဘယ်လိုဖြစ်လဲဆိုတော့လေဒါကျွန်တော်အရက်နဲ့ပေါ့နော်အဲကျွန်တော်အရက်နဲ့ကျွန်တော်အရက်နဲ့တော့မှဒီမှာဒီတိုင်းတန်းဝင်ပဲဆိုရင်တော်တော်အဆင်မပြေဘူးဒီလိုတွေပါဖြစ်နေအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့သူကအောက်မှာခြေနင်းတန်းလေးတန်းထပ်ထည့်ပြီးပါ အဲ့ခြေနင်းတန်းလေးပေါ်နင်းပြီးတော့မှဒီလိုလေးဝင်မှအဆင်ပြေတယ်ကားအခြေအနေကအဲ့လိုမှအဆင်ပြေတယ်မဟုတ်ရင်မလွယ်ဘူးနော်โอเคအဲ့တော့ဒီမှာဝင်ဝင်ချင်းမှာနံပါတ်1ကဘာပြောစရာရှိလဲဆိုတော့ဒီ site ကဘာမှာတယ် speaker တစ်လုံးနှစ်လုံးတွေ့ရ speaker နှလုံးရှိ Harman Kardon ပဲเนาะ5.1ဖြစ်သွားပြီဒီရှိမှတယ် speaker 3လုံးမြင်ရတယ်ဒီဘေးမှာနှလုံးဆိုတော့4 5လုံးရှိတယ် နော်ဟာမန်ဂါဒန်နေကြီးပဲခုနှစ်လုံးရှိတယ်ကဲတကားပြေးကြည့်လိုက်ကားကြီးကတော့ heavy ကြီးကတကယ်အကြီးပဲကားကြီးကတကယ်ကိုယ့်ကိုထိုင်းမှမနေတိုင်းကိုယ့်ကိုတော်တော်ကျေးဇူးတင်တယ်ထိုင်းမှလာနေကျွန်တော်ပတ်သက်တော်တော်ကုန်ပေးကြတယ်အခုနကလည်းဥမာသူရန်တော့ကိုသွားကြည့်ပြီးယောဂါကြီးတက်တယ်ဒါပေမဲ့ plug in hybrid လည်းမဖြစ်ဘူးသူကစီကား only ဆိုတော့နည်းနည်းအဲစဉ်းစားစရာဖြစ်သွားတာပေါ့တန်300ကတော့1.3 million လောက်ဆိုတော့ဩအေးပေါ့နော်စိတ်ကူးရင်လို့ရအောင် เนาะโอเคအဲ့တော့ကဲဆက်ပြောအောင်အဲ့တော့ဒီကားမှာဆိုရင်ဒီမှာ infotainment screen ကြီးကနည်းနည်းတော့ screen ကြီးမဟုတ်ဘူးအကြီးပဲအာတရုပ်စာတွေကြီးပဲဆိုတော့ထုံးစံအတိုင်းပဲကျွန်တော်လည်းမဖတ်တတ်ဘူးအဲ့ဒီတော့ तू อ่ะ EV PHEV ဒီမှာ तू ရွေးလို့ရခလုတ်လေးပါ EV နဲ့မောင်းပါလား hybrid ev အနေနဲ့မောင်းပါလားဆိုတော့ရွေးလို့ရတယ်ကျွန်တော်စာထဲမှာဖတ်ထားရဆိုလို့ရှိရင် drive mode က12ခုတောင်ပါ เนาะဘာ ਈ လဲတော့မသိဘူးဒီမှာတရုတ်စာတွေဆိုတော့ကျွန်တော်လည်းဘယ်လိုရွှေ့လို့ရွှေ့ရမှမသိဘူးเนาะနောက်ပြီးတော့မှ log တွေလည်းအမျိုးမျိုးပါတယ်เนาะဟိုအနောက်ကို log လုံးမှာလားအလဲကို log လုံးမှာလားအရှေ့ကို log လုံးမှာလားစသဖြင့်ကြိုက်တဲ့ဟာကို log လုံးပြီးမောင်းလို့ရတယ်ဟော4 week တကယ်မောင်းလို့ရမယ်ဆိုတော့ feeling မျိုးကိုပေးတယ်နဲ့တူပါတယ်ပြီးတော့ကြတော့ဒီအရှိမ HUD display တွေပါတယ်လုံးဝလဲသားတွေပါတယ်လဲလုံးဝဘာမှ short ထားတာမရှိဘူးလက်ကင်ဝဲဒီကနေဆွဲပြီးတက်မယ်ဆိုလဲတက်လို့ရတယ် CRI မှာဆိုလို့ရှိရင်လဲ partnership တွေပါတယ်လဲပါသေးတယ်ဟော ဟေး 4v ကိုနော် partnership နဲ့ဈေးကတော့ပေါ်မှာမဟုတ်ဘူးဟိုကောင်1.3ဆိုဒီကောင်အနည်းဆုံး3သန်းပဲပြေးမလို့ဘူး3သန်းအပေါ်ပဲပြေးမလို့ဘူးဟာဂီယာရန်ကြီးကလုံးဝ share ရင်းနော်ဟာလိုကြီးလေဘုံမှာနော်ဟာပိုက်နေနော်ဂီယာရန်ကြီးကလေးလို့တကယ်မမောင်းဘူးလို့ဘာလဲမသိလာလာပြောနေပြီးရင်ဒီအလဲမှာနိုင်လေးထည့်ပြီးတာ digital နဲ့နော်ဟမ်ဟေး engine step talk ကဒီမှာနော် ဒီနာလေးမှလည်းတစ်ခုပေါ့ဗျာဒါကတော့ digital နဲ့ပြီးရင်ဒီမှာ physical button လည်းဒီမှာပါပေးတယ်သူကတစ်ခုနှစ်ခုပါတယ်ပြီးရင် dual aircon ဖြစ်တယ် temperature ကိုဘယ်ညာနှစ်ခုချိန်လို့ရတယ်ပြီးရင်ဒီမှာ wireless charger နှလုံးစာပါတယ်နှစ်ယောက်ဘယ်ညာအားသွင်းလို့ရတယ်ထိုင်ကုန်အပူအေးတွေဖြွင့်လို့ရတယ်ထိုင်ကုန် massage တွေအကုန်ပါတယ်ဩဒီမှာဩဒီကောင်မိုးရုပါသေးတယ်မိုးရုကလည်းဖြွင့်လို့ရတယ်ဗျပြီးရင်ကျွန်တော်ခုနနောက်မှပြခဲ့တဲ့ real time camera ကဒီနေရာမှာပြပါဒီကနေပြပါ ညနေပြီးတော့နောက်က real time camera ကနေတောက်လျှောက်ကြည့်နေလို့ရတယ်။နောက်ကကားလာလာပါလာညာအကုန်ဒီကနေကြည့်လို့ရတယ်။နော်။ပြီးဒီမှာ cap holder လေးနှစ်ခုပါတယ်။ဟမ်ပြီးရင်ဒီမှာကျွန်တော်သိမ့်မကျဲဘူး။ cargo space ဒီကဘာကြောင့်လဲမသိဘူး။ကားကြီးကြီးပြီးတော့လေ cargo space တွေအရင်ကြီးမကျဲဘူးပေါ့နော်။ဒါကြီးလည်းအလောက်မကျဲဘူး။ပြေဒီမှာ ambient light လေးတွေရှိတယ်။ဟုတ်ကဲ့ပါ။ဒီနေ့ရေဆိုဆန်နီယားလိုပဲ temperature control ရယ်ပြီးရင်ဒီမှာ fan speed အတိုးလျှော့ရယ်ဒီမှာ mood ရယ်အကုန်လုံးဒီနေ့ရေနေချိန်လို့ရတယ်။ Okay ပြီးရင်အလေကမ်းလေးတော့ကြည့်အောင်။ ဟုတ်တယ်အဲ့ခြေနင်းတာမရှိလို့ရှိရင်ကားပေါ်တော်တော်ရုပ်ပြက်ဆင်းပြက်နဲ့တက်အောင်ခြေနင်းရလို့ရှိဩဟဲ့တော့ဒီမှာဒါတော့ခလုတ်ပြဟိုလို touch လဲမဟုတ်ဘူးဗာလဲမဟုတ်သေချာပေါက်ခလုတ်ကြီးမနှိပ်ရတာနော်ခလုတ်ကြီးဒီမှာစာဖက်မီးလေးပါလေးပါသေးတယ်ဒီအနောက်မှာလဲဗာပြောစရာရှိလားဒီ site ကဘာမှာနေ Harman Garden က၃လုံးထည့်တာ speaker ၃လုံးဟိုက question နော်ပြီးရင်မှာ round aircon ဖြစ်တယ် round aircon ဖြစ်တဲ့နေရာမှာလည်းနောက်တစ်ခုကြိုက်တာကြတော့ aircon ၄ပေါက်လေးတစ်ခုထပ်ပါသေးတယ်နောက်ခန်းကတော့တော်တော်လေးကျယ်တယ်လို့ပြောလို့ရတယ်ပြီးလို့ရင်ထိုင်ကုန်အပူအေးတွေရော message ရောအကုန်လုံးကဘယ်ကနေပြီးတော့ control လုပ်ရတာလဲဆိုတော့ဒီလက်တင်ရဲ့ရှေ့မှာ control panel လေးပါအဲ့ control panel ကနေပြီးအကုန်လုံး control လုပ်လို့ရအခုကတော့ပိတ်ထားတယ်ဘာလို့လို့မရဘူးနော်အဲ့အခြေအနေရှိတယ်ဒါပဲတစ်ချက်ပဲနော်ဆန်ရူကဗျာအကုန်လုံးအစအဆုံးဒါလောက်လောက်ထိပေးပါရင်လည်းပါလိုက်တာမဟုတ်ဘူးသူကမပါတော့ဘဲနဲ့ဒီအလဲကိုကြတော့ white ထားလိုက်ပြီဒီအပေါ်ကိုပြန်တင်ပြီးလိုက်ဘာလဲမသိအဲ့တခုတော့ရှိတယ် ော်ဆဲရူလေးလောက်လောက်အထိပါလိုက်မယ်ဆိုဒီနောက်ကလူကလည်းခံစားလို့ရမှာပေါ့ကောင်းကင်ခံစားမယ်ဒီပိုင်းညာလေးလှုပ်လို့ရအခုကျတော့ဘာမှခံစားလို့မရတော့အဲ့ဒီအခြေအနေရှိရပြီးကျတော့ဒီညာဘက်ကခုံကအနောက်ကိုနည်းနည်းထက်ပြီးတော့လှန်မယ်ဆိုရင်လှန်လို့ရသေးတယ်သူရဲ့ခလုတ်လေးကစားရတယ်ကျွန်တော်ကဒီနားလေးမှာရှိမယ်လို့ထင်တာမဟုတ်ဘူးဒီအနောက်မှာပခုံးပေါ်မှာပေါ့နော်ဒီမှာဟာထိုင်ကုန်ကြီးကရွှေ့လို့ရနော်နောက်ကိုလည်းလှန်လို့ရစိန်နဲ့ထိုင်မယ်ဆိုထိုင်လို့ရတမျိုးကတမျိုးကြီးပဲနော်ကျောင်းစိတ်နေတော့ control ကဒီအလဲက ကွန်ထရိုးပန်ထဲမှာပါမယ်ထင်တာအဆုံးပဲဟာဒီလိုမျိုးလေးဇိန်လေးနဲ့လိုက်မယ်ဆိုရင်လည်းလိုက်လို့ရတယ်ဒါလေးကတော့မစိုးဘူးနော်ဆိုတော့ဒီခုံလေးလှန်လို့ရမယ်ထင်ပါတယ်ရတယ်ဒီဘက်ခုံလေးလှန်လို့ရတယ်ဟာအာခုနကကျွန်တော်ရှာနေတာမတွေ့လို့အဲဒီလိုလေးဇိန်လေးနဲ့ခီးသွားမယ်ဆိုရင်လိုက်လို့ရဟာလေနော်မိုက်တော့မိုက်ကြီးကောင်းပါလေဒီနိုင်ငံမှာမနေရတာပဲနော်နေလို့ရှိရင်ကျွန်တော်ပတ်သက်တကယ်ကောင်းပါ အဲ့တော့ဒီဗီဒီယိုလေးရဲ့နှစ်ချုပ်ကိုပြောပြ GWM ရဲ့ plug-in hybrid EV ဖြစ်တဲ့ Tank 700ရဲ့အနည်းချုပ်ကိုပြောပြမယ်ဒီကားမှာကတကယ်ကိုကား size ကြီးသလိုစမ်းသာတွေကင်မရာတွေ speaker တွေလည်းအများကြီးပါတယ် speaker ဆိုရင် Harman Kardon ကို16လုံးထည့်ပေးတာစမ်းသာတွေပြောမယ်ဆိုလို့ရှိရင်13လုံးထည့်ပေးတာ နော်ရှေ့မှာ6လုံးနောက်မှာ6လုံးဟိုးလဲကောင်မှာ3လုံး73လုံးထည့်ပြီးတာကင်မရာဆိုလို့ရှိရင်လဲ10လုံးထည့်ပြီးတာနော်ရှေ့မှာ3လုံးဒီအလဲမှာ6လုံးဆိုတော့9လုံးနောက်မှာ2လုံး6လုံးဒီအလဲကောင်မှာ3လုံး10လုံးကင်မရာကလည်း10လုံးပြီးတော့ကြတော့အငင်းပွားရမရှိတော့ဘူးဟာအင်ဂျင်ကားပိုကောင်းတယ်လို့ EV ကားပိုကောင်းတယ်လို့အငင်းပွားရမရှိဘူး V6 ကိုမှ twin turbo charge ထည့်ပြီးတာတယ်မော်တာဆိုလို့ရှိရင်လဲ130 kW ထည့်ပြီးတာအဲမောင်းစမ်းကြိုက်တဲ့လောက်မောင်းအကြိုက်ပဲ C ဆိုလို့ရှိရင်လဲ85 liter ထည့်လို့ရတယ်လို့ဆိုထားတယ် drive mode ဆိုလဲ12ခုရှိတယ်။ကားကြီးကအကြီးဖြစ်တဲ့ 4x4 ကိုမှသွား off road ဖြုတ်မယ်ဆိုလဲရတယ်။ luxury အနေနဲ့စီးမယ်ဆိုလဲရတယ်။ဒါပေမဲ့ဒီကားကြီးကဗျာမြူထဲသွားရင်တော့တော်တော်ကြီးကြည့်မယ်ကားဗျာတော်တော်ကြီးတယ်နည်းနည်းကြီးတာမဟုတ်တယ်တက်300ရဲ့ site လောက်ကအတော်ပဲဟိုကားလေးကိုတော်တော်မျက်စိကြာတာဒီကားရိုက်ပြီးဟိုကားကိုမျက်စိကြာတာပြဿနာဟုတ်ကဲ့အဲ့တော့အကယ်၍သာဒီကားက pricing အရဘယ်လောက်လာမလဲတော့မသိဘူးကျွန်တော်စိတ်ထင်တော့3000ဝန်းကျင်မှာတော့ထေချာပေါက်လာ3000နဲ့အထက်ပဲ ဟုတ်ဆိုသုံးသန်းအောက်မှာရောင်းလို့ရမယ်လို့ကျွန်တော်ကမထင်ဘူးဒါပေမဲ့ပြောလို့တော့မရဘူး GWN ကတစ်ခါကျရင်ဈေးကိုလည်း share ဖြုတ်တတ်တာရှိတတ်တယ်ဘာလို့လဲဆိုတော့ Aura Cat တုံးကတသန်းနဲ့စာရအောင်2020တုန်းကအရန်ပေါက်တယ်အထိုင်းမှာ Aura Cat တုန်းကအာတသန်းနဲ့စရောင်းတယ်ပြီးလဲပြီးတော့နောက်ဘာမှမကြောက်ဘူး Aura 07ကို1.3 million နဲ့ရောင်း Aura 07 1.3 million နဲ့ရောင်းနေရင်တန်လန်းတယ်ဘာထက်လို့လဲဆိုတော့ Tank 300ကိုလည်းတစ်ခါထပ်ပြီးတော့ ် launch လုပ်တယ်ဒါပေမဲ့အဲ့တော့ကဈေးမပြောဘူးအခုမှ1.3 million နဲ့ရောင်းတယ်ပြီးတော့ tank 300ကိုလည်း1.3 million နဲ့ဆက်ရောင်းအဲ့တော့ C ကားနဲ့ EV ကားဈေးမကွာဘူး။ဒါပေမဲ့ဗျာ segment ကွာတော့ဟိုကောင်ကတော့ EV ဖြစ်တယ် sedan type ဖြစ်တယ်ဒီကောင်ကတော့ SUV type ဖြစ်တယ် ICE ကားဖြစ်တယ်။အခုဒီမှာ700ကိုလည်းဒီနှစ်မှာတခါထပ်ရှိုးထားပြန်။ဒီကားကမရောင်းသေးဘူး။ဘာလို့လဲဆိုတော့ဘယ်ကိုင်းဖြစ်တယ်။ plug-in hybrid ဖြစ်တဲ့အပြင်ဟိုမှာ charger head က GPD နဲ့လာရတာ CCS2 နဲ့ကြာမှဒီနိုင်ငံမှာသူကတရားဝင်ရောင်းဝင်ရှိမှာညာကိုင်းဖြစ်ရမယ် CCS2 ဖြစ်ရမယ်။ တေချာပေါက်ဖြစ်မှာဖြစ်ရင်ရောက်လို့မရအောင်အဲ့တော့ JWN Tank 700ဒီထိုင်းနိုင်ငံမှာရောင်းမယ်ဆိုတော့သုံးသန်းနဲ့အထက်ရောင်းမယ်လို့ယူဆရင်းနဲ့ညီကုန်းချုပ်ပြရစီကျွန်တော်ကတော့စိတ်သွားပါစားမယ် ready 3 2 1 go 4 3 2ဟမ်အေး ိုးရှင်73လုံးထည့်ပြီလားကင်မရာတွေဆိုလို့ရှိရင်လည်း3 6